ဟုတ်အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့တော့ကျွန်တော်တို့ဒါစစ်ကောင်စီကပေါ့နော်ရွေးကောက်ပွဲဆိုတော့လေတံကတော်တော် ပြစ်လာပြီပေါ့နော်ရွေးကောက်ပွဲလေတံတော်တော်ပြစ်လာပြီပြီးတော့ဘာတွေပါထပ်ပြီးတော့လှုပ်လာပြီလဲဆိုတော့အခုဒါငင်းငိုင်းဖိုတံမှာဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကိုဇောင်းပေးတဲ့စကလုံးလေးတွေပေါ့နော်စကရက်လေးတွေဒါလေးလည်းကျွန်တော်တို့ဒါထုံထုတ်ပြီးတော့မှတွေ့ရတဲ့ဟာလေးတွေရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကဘာတွေဖြစ်လာနိုင်မလဲဘယ်လိုတွေ ဘလို့ခြေလမ်းနေပြင်နေတယ်အရင်တော့ကဘာတွေလုတ်ခဲ့လဲဆိုတဲ့ဟာပေါ့နော်ဒိုင်းနဲ့ပတ်သက်ပြီးတော့ဆရာကြီးတွေ့တဲ့အချက်လေးနည်းနည်းပြောပြပေးပါဦး။ဟောရွှေကောက်ဝဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ငငယ်တုန်းကပေါ့နော်1990ခုနှစ်မှာကျွန်တော်ကဒါ17နှစ်သားပဲရှိသေးရေပုံက17နှစ်သားအချိန်အရွယ်မှာပဲဒါကျွန်တော်တို့မိထီလာပေါ့နော် မိထီလာရွာသူရွာသားတွေရတချို့အဲအဲ့ဒီခေတ်ကတော့ခုနလိုသတင်းစာတို့ဘာတို့ကလည်းကောင်းကောင်းမရှိနောက်တစ်ခုကရေဒီယိုပဲအားကိုးရတဲ့ခေတ်ပေါ့နော်ပညာရေရှင်းဆိုလည်း ပညာတတ်နေတယ်။တရွာလုံးမှာခုနလိုရန်ကုန်တက္ကသိုလ်တက်နိုင်တာဆိုလို့နှစ်ယောက်လောက်ပဲရှိတယ်ဗောနော်။အဲ့လိုခင်မှာပဲခုနပြည်သူတွေကဘယ်အောင်မဲထဲရမလဲဗောနော်။အဲ့ဒီခစ်တော်တော့ကျွန်တော်တို့ခမောက်တို့ဒီပါတီတစိုက်တွေကခမောက်ခစ်တို့ချိန်ခွေခစ်တို့ခစ်တို့ဗောနော်။ရွာသူရွာသားတွေကဘယ်အောင်မဲထဲရမလဲဆိုတော့မသိဘူးဟဲ့ခမောက်ထဲရမလားချိန်ခွေထဲရမလားအဲ့လိုရွာထဲမှာရုံရင်းဆန်ကဖြစ်နေ။ဒါပေမဲ့ဘသူ့ကိုထဲသူတို့ယုံကြည်တာက ဒီဗိုလ်ချုပ်သမီးကိုပဲယုံကြည်တာအမေတောင်ဆန်းစွကြည်ကိုပဲယုံကြည်တဲ့အတွက်ကြောင့်ဒီအမေတောင်ဆန်းစွကြည်ဥဆောင်တဲ့ပါတီကိုပဲမဲထည့်ခဲ့တယ်ပေါ့နော်အဲ့လိုမဲထည့်ခဲ့လို့ဒါ1990ပြည်နေမှာလဲ NLD ကနိုင်တာပဲဒါပေမဲ့အာဏာမပေးဘူးပေါ့နော်အာဏာမပေးဘဲနဲ့ခုနလိုဖမ်းဆီးချုံနှောင်တာတွေအခုဒါအခုလက်ရှိဒါ2020ရွေးကောက်ပွဲမှာလဲဟိုဒီ NLD ပါတီကနိုင်တာပဲပေါ့နော်အမေစုဟိုနိုင်တဲ့ခါကျတော့ခုန ပါတီကောင်းဆောင်နေနဲ့ခုနတမရတို့အမေစုတို့ခုနတော့ထောင်ထဲထည့်ပြီးတော့မှအခုတခါရှင်ပြိုင်ဘက်တွေကိုအကုန်လုံးထောင်ထဲထည့်ပြီးတော့မှသူတို့ကရှင်ပြိုင်မယ်ဆိုတော့ဟိုကလေးဘွားပေါ့နော်၁၇နှစ်အရွယ်ရနေအခုဆိုကျွန်တော်ဆိုတာအသက်40ကျော်ပြီပေါ့အသက်40အထိကျော်တဲ့အထိကိုဒီမြန်မာနိုင်ငံရဲ့ခုနပါတီကောင်းဆောင်ပဲဖြစ်ဖြစ်ပေါ့နော်ကြိလိုက်လို့ရှင်တကယ်တမတမတ်အကြပြီးတော့တကယ်ကိုရိုးသားတာမမှန်ကန်ကန်နဲ့တိုင်းပြည်ပေါ်မှာတိုင်းပြည်တိုးတက်ရတိုးတက်ကြောင်းလုံးမဲ့ပုတ်ကင် ပုံကိုကြည့်ပါဆိုတော့အမေစုတယောက်ပဲကျွန်တော်အခုလက်ရှိမြင်သေးတယ်ဒါစစ်တပ်ကကောင်းတယ်တော့ကြည့်လိုက်ခုနနေဝင်းတို့နော်တန်းရွှေတို့အခုလက်ရှိမင်းအောင်လိုင်းတို့ဒီစစ်ယူနီဖောင်းရှွတ်လာတဲ့ဟိုရိုင်းရန်ပြောရရင်ဒီဆောက်ခွက်တွေကိုတကောင်းမအောင်ကျွန်တော်ကအယုံကြည်အခုဒီမရှိသေးဘူးပေါ့နော်တဘာကြောင့်လဲဆိုတော့တက်ထဲမှာနေခဲ့တော့ကလည်းတို့ရဲ့ဟိုပါပေါ့တက်ရုံမာတဲ့ပြည်သူလူထုအပေါ်မှာရုံမာတဲ့ညင်နေအကျင့်ဆိုးတွေကိုအကုန်လုံးတိလာတယ် ဒါပေမဲ့ခုနစစ်ယူနီဖောင်းရှုတ်ပြီးတော့မှအခုရွေးကောက်ပွဲပြန်ဝင်ပြီးတော့သူကတမရန်းလုံးမယ်ဆိုတော့လေလုံးဝမယုံကြည်တာဒါကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်လည်းစစ်မှုထမ်းခဲ့တယ်ဟိုစစ်တဲ့အကြောင်းလည်းဟိုကောင်းကောင်းသိတယ်ဗောနော်သိသွားတဲ့အတွက်ကြောင့်စစ်ယူနီဖောင်းဝတ်ထားတဲ့ခုနဗိုလ်ချုပ်တွေဗိုလ်ချုပ်မှူးကြီးအဲ့ဒီကောင်လေးရဲ့စောက်ခွက်တွေမြင်တာနဲ့ကိုလုံးဝကိုယုံကြည်မရှိဘူးလို့ကျွန်တော်ကပြောချင်တာပေါ့ဟုတ်အခုဒီငញ្ញိုင်းဖိုဒန်မှာကိုတို့ရွေးကောက်ပွဲကာလမှာဒါရှစ်မှုဒန်း အဲကာလာဗောနော်အခုစစ်မှုတန်းတလောက်9000ခေါ်နေတဲ့ကိစ္စဗောနော်အဲဒီကိစ္စကိုလည်းရက်တန့်ရက်တန့်မှုဆိုတော့လေတန်းတွေပါလေပြစ်လာတယ်ဗောနော်ဒါကလည်းကျွန်တော်တို့ပြည်သူကိုဂျင်းထဲဖို့အတွက်ပဲเนาะဂျင်းထဲဖို့အတွက်ပဲရေကောက်ပွဲကာလာမှာငါတို့ရက်တယ်အဓိကတော့ဘင်းတို့ကိုစစ်မှုတန်းအတင်းအာဓမစစ်မှုထန်းခိုင်းတာကိုငါတို့ရထားပေးမယ်ငါတို့ကိုမဲပေးဗောနော်မဲပေးပြီးတော့မှသူရေကောက်ပွဲဖြစ်လာရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတော့အကြောင်း အကြောင်းတရားတွေဒါပြည်သူကတချို့ကစဉ်းစားရတယ်ဗောနော်ရေကောက်ပွဲဖြစ်လာရင်ဘာဖြစ်လာမလဲရေကောက်ပွဲဖြစ်လာရင်ကျွန်တော်တို့မှာရင်ဆိုင်ရမယ့်အဖွဲ့အစည်းက၂ရက်ထပ်ဖြစ်သွားမယ်ကျွန်တော်တို့မှာသူတို့သူတို့အလိုတူလို့တင်လိုက်တဲ့အစိုးရတရက်တခါကျွန်တော်တို့ကရင်ဆိုင်ရမယ်ပြီးရင်စစ်တပ်ကိုလည်းကျွန်တော်တို့ကတော်လှန်ရမယ်ကျွန်တော်တို့ကတော်လှန်ရတာနှစ်ခုဖြစ်သွားမယ်ဆိုတဲ့ဟာဗောနော်ရန်သူပုံများလာမယ်အချက်တစ်ချက်တော့တွားပြီးတော့မှတွေ့ရတယ်ရေကောက်ပွဲဖြစ်လာလို့ရှင်အဲ့တော့ရေကောက်ပွဲကာလမှာသူတို့ကဒီစစ်မှုထမ်း ရက်ဆိုင်ထားပေးမိမယ်။ဘာညာသူတွေထိုးပြီးတော့မှလေတန်းပစ်တယ်။အဲ့တော့ရွေးကောက်ပွဲပြီးွားရင်ရောစစ်မှုထမ်းပြန်ပြီးတော့မှပြန်ခေါ်မယ်ဆိုတော့သဘောတရားလည်းတွက်ပါတယ်ပေါ့နော်။အဲ့တော့စစ်တပ်ကတော့ဒီသူတို့ကတော့သူတို့ရဲ့လေကြီးတို့ရိုးရိုးဆိုတော့အဲဒီစစ်တပ်ကဘရုံးကနီးပြူပါမပြောင်းလဲဘူး။ဒါတော့အသေးကြပဲ။အဲ့တော့1962ကလေးကဒီနေ့ဒီချိန်ထိကဘယ်တော့မှနီးပြူပါပြောင်းလဲခဲ့တယ်ဆိုတာမရှိဘူး။အဲ့တို့ကပါတီတုံးဒီမိုကရေစီရွေးကောက်ပွဲခေါ်တယ်ခေါ်လိုက်တယ်လာကြလာကြလာပြီးတော့မှတ်ပုံတင်ကြ ဆိုပြီးတော့မှပြည်သူကသူတို့သူတို့ယင်တဲ့ကတကယ်ချစ်တဲ့တန်ဖိုးထားတဲ့လေးစားတဲ့လူတွေကိုမဲလဲပေးလဲပေးရောသူတို့ခွက်ခွက်လန်ရှုံရောရှုံတဲ့အခါကျရင်မလုပ်နဲ့အာနာသိမ့်မယ်အာနာသိမ့်ပြီးွားလို့တမေတမောနည်းနည်းသူတို့ဟိုတားတင်ပြေးတဲ့စားလို့မကုန်အောင်အုပ်ချုပ်ထားပြီးွားပြီးအာဂတိလိုက်စားပြီးတော့မှတကယ်ဟိုနိုင်ငံရဲ့အသီးပွင့်တွေကိုတကယ်သူတို့ယူဆောင်ပြီးွားပြီးနိုင်ငံသားမှလည်းခြေကုပ်ယူဖို့ပေါ့နော်ခြေကုပ်ယူဖို့ဒါအိမ်တွေပါတွေ ဝယ်ဝယ်ပြီးချမ်းပြီးွားပြီသူတို့ပြေးဖို့လွားဖို့ဒါနိုင်ငံတွေဘာတွေလဲရှာဖွေပြီးသွားပြီဆိုတဲ့အချိန်ကြလို့ရှိရင်ဘာလုပ်မလဲဒီပါတီဇုံဒီမိုကရေစီရွေးကောက်ပွဲငါတို့ကဒီလမ်းကြောင်းပေါ်မင်းတို့တင်ပေးတယ်နော်အဲလမ်းကြောင်းပေါ်တင်ပေးတယ်နော်တင်ပေးတယ်တင်ပေးတဲ့အခါကျမင်းတို့ကအဲ့လိုမဟုတ်ဘူးမဲခိုးတယ်မဲလိန်တယ် ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ပြီးလို့ရှိရင်ပေါတက်ကရပေါ့နော်အဲ့လိုဆန္ဒမင်းတို့လိုတက်တက်ခံတို့လိုအဲ့လိုမျိုး ပေါတက်ကရပြောမဲ့မိုးဟိန်းတို့ဘာတို့လိုပေါ့နော်ပေါတက်ကရပြောမဲ့လူတွေကိုတခါသူတို့ကဆွဲတင်တယ်ပြီးတော့ topic တွေထုတ် ပြီးတော့မှပြောခိုင်းတယ်ပေါ့နော်အဓိကဒီဟာတွေကခုဆန္ဒမင်းတို့တက်တက်ခံတို့ပြောတဲ့ဟာတွေကလည်းကျမကစစ်ပွဲထဲကိုမရောက်ဘူးပါဘူးဒါပေမဲ့သတင်းတွေမှာကြီးလိုက်လို့ရှိရင် ဒါစစ်တပ်ရှိတဲ့စခန်းတွေကိုပဲလာတိုက်တာခံနေရပါတယ်ဆိုတော့စကားပေါ့နော်အဒီစကားကလည်းတော်တော်ဒါဟိုတစ်ဖက်တည်းဟိုမျက်စိတစ်ဖက်တည်းမြင်တဲ့လူပြောတဲ့စကားနဲ့သွားပြီးတော့မှတူတယ်ပေါ့နော်သူကပဲတရင်ကိုကြည့်တာအဲအဲ့တရင်ပဲကြည့်တာအဲအဲ့လိုဖြစ်နေတယ်ဖြစ်နေတဲ့အခါကျတော့ तू ကမျက်လုံးကိုနှစ်ဖက်ဖွင့်မကြည့်ဘူးအတ္တနဲ့ပရမမျှတဲ့လူတွေလို့ဒါကျွန်တော်တို့ကသူတို့စကားပြောတာတွေကြည့်လိုက်လို့ရှိရင်ခံစားလို့ရတယ်ပေါ့နော်အတ္တနဲ့ပရမမျှဘူးဟိုဘက်ဟိုဘက်ကလူကိုတစ်ဖက်ကလူကဘာခံစားနေရလဲ အဲဒီမင်းအောင်နိုင်လေဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ပရာမမျှဘူးသူများဘာဖြစ်ချင်လဲဆိုတော့မမေးဘူးငါဘာဖြစ်ချင်လဲဆိုတာကိုအရင်ဆုံးလောက်တာပေါ့နော်ဒါကြောင့်မလို့အဲ့ဒီဒါငင်းငိုင်းဖိုတန်ကဒီချက်ထားအကြံပြုထားတဲ့အကြံပြုဆွေးနွေးချက်အချက်ပေါင်း140ကျော်ကိုဒါမင်းအောင်နိုင်ကိုပြန်ပြီးတော့တင်ပြအောင်မယ်ပေါ့နော်အချက်ပေါင်း140ကျော်ကိုလူတယောက်တည်းကဆုံးဖြတ်မယ်ဆိုတော့ဘိုးဦးစီးစနစ်ကဒီစကားဆမှာဘရောမှာ ဒီဆောက်ကျင်ကပျောက်မှာမဟုတ်ဘူးဘိုးဦးဒီစနစ်ကဘာကြောင့်မပျောက်လဲဆိုဆရာကြီးကြည့်ကြည့်သူကဒီတန်းရွှေလက်ထက်တုန်းကလည်းဒီတိုင်းပဲပေါ့နော်တန်းရွှေလက်ထက်တုန်းကလည်းအဲဒီသူတို့အယတအစိုးရကိုပေးတော့မယ်ဆိုတဲ့အချိန်ကြတော့ဘာလုပ်လဲဆိုတော့သူသူတို့ဘက်ကဒါဗိုလ်ချုပ်ကြီးတွေဘာတွေအကုန်လုံးပေါ့နော်နောက်ဆုံးဘသူတွေဝင်လာလဲဆိုတော့ဟိုဝင်ကြီးတွေကအစအကုန်လုံးကဟိုပြည်သူလူထုတကယ်ရွေးချယ်တင်မြှောက်ထားတဲ့လူတွေမဟုတ်ဘဲနဲ့ယူနီဖောင်းချွတ်တွေရောက်လာတာပဲဒီဆောက်ခွက်တွေအဲဒီဆောက်ခွက်တွေပဲရောက်လာတာ အဲကြောင့်မလို့ခုဒီဟိုဟာဆိုလို့ရှိရင်အချက်ပေါင်း140ကိုသူကပြန်ပြီးတော့မှသူသူ့ကိုပြန်တင်ပြအောင်မယ်ဆိုတဲ့ဟာကဒါဘိုးဦးစီးစနစ်မပြောက်သေးဘူးဆိုတဲ့ဟာပေါ့နော်ဒါကြောင့်ဟိုဦးစာကနာပြောခဲ့တဲ့ဟိုစာပေဟိုသူဟိုဟာစာပေဟောပြောပွဲမှာပြောခဲ့တဲ့ဇာတ်ကားလေးရှိရယ်သူ့ကိုအမိန်ချဖို့ဟိုတရားရုံးကဗဒနာကြီးဆိုပြီးတော့မှချိန်ထားတယ်ပေါ့နော်ချိန်ထားပြီးွားတော့ဘာလုပ်လဲဟိုတရားသူကြီးကသူ့ကိုလာလာပြောတယ်ကိုကိုကိုသူရကြီးခဏဆောင်းပါဦးအထက်ကအမိန်မရသေးလို့ဆိုတော့တရားသူကြီးကလည်းတရားသူကြီး အလုတ်မလုတ်ရဘူးပေါ့နော်အဲ तू ကအထက်ကအမိတ်တရားသူကြီးကိုအမိတ်ပေးလိုက်ခါမှမင်းဒါထောင်ပယ်နေနေချလိုက်ကွာဘလို့လုတ်လိုက်ကွာဆိုပြီးတော့ပြောတဲ့အချိန်ကျမှပဲ तू ကအလုတ်လုတ်ရတဲ့ဘိုးဦးသီးစနစ်ကအဲမပြောက်ဘူးပေါ့နော်မပြောက်မပြောက်ဘဲနဲ့ဒီတိုင်းဟိုဖြစ်နေအခုနောက်တစ်ချက်ကခုနဟိုပေါ့စစ်တပ်ကဟိုရေကွက်ပွဲဝင်မဲ့ဟိုပေါ့စစ်ယူနီဖောင်းဝတ်ထားတဲ့ယာတူကြီးပိုင်းနဲ့ရက်ဘက်ကယာတူကြီးပိုင်းနေဒါနာမည်စရင် ပေးဖို့ပေါ့နော်အဲဟိုနောက်တစ်ခုကစက်ခိုင်ရင်းနဲ့ချိတ်ဆက်ဖို့ဆိုတာမျိုးသူပြောထားပါဗောတကယ်ခုနပုံမှုချိတ်မှာပြောခဲ့တယ်လို့ပဲဒါရွေးကောက်ဘွယ်မူဝင်ခင်တည်းကမှာခုနလိုယူချက်ကွက်အုပ်ချုပ်ရေးမှုခုနမြို့နယ်အုပ်ချုပ်ရေးမှုနော်ခရိုင်ခရိုင်အုပ်ချုပ်ရေးမှုတို့တိုင်းဒေသဝန်ကြီးဝန်ကြီးတို့ဘာတို့တွေအကုန်လုံးကစစ်တပ်ကကြီးပဲနောက်တစ်ခုကတနိုင်ငံလုံးရဲ့ကျွန်တော်တို့ဒီဝန်ကြီးဌာနတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒါနေပြီးတော့ရောက်တဲ့အချိန်မှာကြည့်လိုက်လို့ရှိရင်ခုနလိုတပ်ထုတ်တွေနဲ့ဝန်ကြီးဌာနစွမ်းရင်ဝန်ကြီးဌာန ဝန်ကြီးဌာနအားလုံးမှာကြည့်လိုက်လို့ရှင်ခုနဗိုလ်မှူးကြီးခုနဗိုလ်မှူးကြီးဒုဗိုလ်မှူးကြီးအဲ့လိုကောင်းနေရပဲအကုန်လုံးနေရအပြစ်သူ့လူတွေကယူထားရပါတော့ယူထားတော့ကို NLD အစိုးရလက်ထက်၅နှစ်တွင်ထဲမှာလဲခုနလိုဟိုဒီအမေတော်အောင်ဆတ်စွတ်ကြီးကောင်းဆောင်လဲဆိုရင်ပဲခုနဝန်ကြီးဌာနစစ်တကကောင်တွေပဲဖြစ်နေတာဘာလို့လို့ခုနသိရမလားဟိုဟိုအရင်တော့ဆိုတာမမရရပါဘောဒီ NLD အစိုးရလက်ထက်မှာဒီဟိုပါဘော ဥသိမ်းစိန်လက်ထက်တော်ကတင်သွင်းထားတဲ့ကျွန်တော်တို့လျှက်စစ်နဲ့ပတ်သက်တဲ့ဒီဟို transformer တို့နောက်တစ်ခုကဟိုဘာပေါ်ဓာတ်ကြိုးတွေဓာတ်ကြိုးတွေဆိုရင်ခုနအရင်တော့ဘုံမူတိမှာပါဒီအပေါ်ကဘာကာဘာမှမပါဘူးလေ plain ကြီးဒါမိုးရင်းလို့ပါလို့ဆိုရင်ဒါတစ်ကိုင်းကြပြီဆိုတဲ့ short ဖြစ်ပြီးမီးလောင်တာတို့နောက်တစ်ခုက transformer တွေပောက်ကွဲတာမျိုးအဲ့ဒါမျိုးတွေဒါအမေစုလက်ထက်မှာကျွန်တော်ခုနဂျပန်ကနေဒီမှာသူဓာတ်ရိုက်မှာပြီးတော့ခုနဓာတ်ကြိုးတွေကအစကာဘာနဲ့ဘလောက်မိုးရွာရွာဘလောက် short ဟိုဖြစ်ဖြစ်ဟို မီးလောင်မှုဖြစ်တာလို့နောက်တစ်ခုက transformer တွေပါတယ်ဆိုရင်ခုနလိုတစ်ခုခုဟိုဟာဖြစ်သွားတယ်ဆိုတော့ तू fuse လေးပဲလဲရတာသိရမလားမီးပြတ်တာတော့ဘာလို့မရှိဘူးပေါ့နော်ဒါပေမဲ့ခုနအမှန်နဲ့လျှက်စဲဝင်ကြီးဌာနကိုကြည့်လိုက်မယ်ဆိုရင်အဲ့ခုနဥသိမ့်စိန်အစိုးရလက်ထက်တော်ဝင်ဝယ်ထားတဲ့အပေါ်စားဒီလျှက်စဲဥစ္စာတွေအဲ့ဒါတွေပုံခံပြီးတော့ तू ထိုင်ဆောင်နေတာရှင်းပြောရရင်ခုနလိုအရင်သိမ့်စိန်အစိုးရလက်ထက်တော်ကစစ်တပ်ကကောင်တွေကအကုန်လုံးထိုင်ဆောင်ထိုင်ဆောင်နေတာအဲ့ဒါတွေကိုတုံးမလားပေါ့တုံးမယ်ဆိုရင်ခုနဒေါ်လာနဲ့ဝင်လို့ရှိရင်သူတို့က ပြန်ပြီးတော့ဂျင်းထဲဖို့ NLD ဆိုရအောင်ဒါပေမဲ့အမေတော်ဆန်းစုကြည်မတုံးမတုံးတဲ့အခါကျတော့အခုနောက်ပိုင်းတန်းဒီ2020ရွေးကောက်ပွဲဖြစ်လဲဖြစ်ပြီးတော့သူအမေတော်ဆန်းစုကြည်ကိုဖမ်းပြီးထောင်ချပြီးတော့ဒီအမှုတွေပေါ့နော်ဒါခုနနိုင်နိုင်ငံတကာဟို export import တွေနဲ့ပတ်သက်ပြီးတော့တရားစွဲတာမျိုးတွေဒါမျိုးတွေပဲလောက်တာပေါ့အခုလက်ရှိလဲဒါခုနသူသူ့ရဲ့စစ်တပ်ကកောင်တွေပဲ uniform ဝတ်တဲ့កောင်တွေပဲဒါအားလုံးဝိုင်းပြီးတော့အာဏာယူမဲ့ပုံစံမျိုးတော့တွေ့ရတာ ဟုတ်တယ်စစ်တပ်ကသူကဟိုဘယ်လိုပြောရမလဲလူကိုလူကိုခင်မူကိုပြင်နေပေါ့နော်လူကိုမိုးရင်မူကိုတုံးတယ်ဆိုတဲ့ဇကားကဒါဟိုစကားစားမှာတော်တော်ကြဲကြဲပြဲ့ပြဲ့ရှိတာဟိုလူကိုခင်မူကိုပြင်နေလူကိုမိုးရင်မူကိုတုံးတယ်အဲ့တော့ဒါဆက်သွယ်ရေးဆက်ဟိုကင်ဟိုတရားမဝင်ဆက်သွယ်ရေးဆက်ကင်ဆောင်မှုဆိုတဲ့ဟာဒါဟိုအမေစုကိုဟိုကလှုပ်ထားတဲ့အဲဖန်တီထောင်ချထားတဲ့အထဲထဲမှာအဲ့အမှုပါတယ်ပေါ့နော်အဲ့အမှုပါရဲ့အဲ့တော့တရားမဝင်ဆက်သွယ်ရေးဆက်ကင်တွယ်မှုဆိုတာဒီ ဆက်သွယ်ရေးဆက်ကဘယ်သူမှကင်တွေလို့မရဘူးဒါတော့မှန်တယ်ဒါပေမဲ့အဲ့ဆိုကဲဟိုတယ်တွေမှာဟိုကားပါကင်နဲ့ဟိုဟွာနဲ့ဒီကောင်တာနဲ့ပြောတဲ့ဟာလေးတို့ပါတော့ဒီဟာကြီးလဲဒါအဲဒါဆက်သွယ်ရေးဆက်တုံးဆွဲတာပဲမဟုတ်နော်ဒါမျိုးတွေကြတော့ तू ကဟွာမဖြစ်ဘဲနဲ့အနောက်ဆုံးဒီဟိုတယ်တွေကြတော့ तू ကသူတို့ပတ်စံပေးထားတဲ့ခါကြတော့ငြိမ်ပြီးနေရရုပ်စွာဆုံးပြောရင် KTV တောင်သုံးတယ်ဗျာဟို icon set တွေကိုဒီ icon set ဆိုတော့မြန်မာပြည်မှာဘယ်သူမှတရားဝင်ဟို ဒီဟိုဟာတဲ့ကောင်တာတဲ့ရှုပ်ကိထဲထည့်ပြီးတော့မှရောင်းလို့ရတဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးတောက်လျှောက်လုတ်တဲ့ဟာပေါ့နော်စစ်ကောင်စီကတောက်လျှောက်ရုံးမာတဲ့ဟာက तू ကဒီသူ့ရဲ့ဟိုဟာကတော့နီးပြူဟာကတော့ပြောင်းလဲမသွားဘူးပြည်သူလူထုရင်ထဲရောက်အောင်တော့မသွားဘူးရွေးကောက်ပွဲလုံးရင်ငါတို့မဲကိုပြည်သူကတကယ်နှလုံးသားနဲ့ပေးတဲ့မဲမျိုးရအောင်အထီးတော့သူတို့ကဘယ်တော့မှမစွမ်းဆောင်ခဲ့ဘူးဒါပေမဲ့အကြောက်တရားနဲ့ရတဲ့ မဲကိုရောက်အောင်ယူတယ်ပြီးရင်မဲလိန်တဲ့နီးစနစ်တွေမဲခိုးတဲ့နီးစနစ်တွေတော့အမျိုးမျိုးတက်တယ်တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုလို့ရှိရင်ဒါဘလောက်နဲ့ပြည်သူလူထုထောက်ခံမဲဘလောက်ရခဲ့လဲဆို94ဒသမ28လား8နှစ်လားမသိဘူး94ဒသမတော့94ဒသမအဲ့ဒီမှာကျွန်တော်တယောက်ထဲနေ3မဲပါတယောက်ထဲ3မဲပါတယ်ကျွန်တော်ကအဲအဲ့တော့လူပြိုဆိုတော့အိမ်မှာကျွန်တော်အိမ်နောင်သူဇာရဲထဲမှာကျွန်တော်ရဲ့နာမည်ရရှိနေတော့ရှိနေတော့ကျွန်တော်အိမ်ကိုကျွန်တော်နေခဲ့တဲ့ အိမ်အိမ်မှာလာပြီးတော့မှကျွန်တော်ကိုကြိုတင်မဲ့တမဲလူကအဝေးရောက်နေလို့ဆိုပြီးပါမှာကြိုတင်မဲ့တမဲယူပါတယ်ပြီးတော့ကျွန်တော်ကျွန်တော်တက်မှာကျွန်တော်တင်တန်းတက်နေတာဟိုရန်ကုန်ရဲမော်မှာပေါ့တင်တန်းတက်နေတော့ဒီဟိုမှာအဲကျွန်တော်တက်မှာတခါကျွန်တော်တင်တန်းသွားနေတဲ့အတွက်ဆိုပြီးဟိုရခိုင်မှာတခါကျွန်တော်အတွက်ကြိုတင်မဲ့ဆိုပြီးတော့တခါယူပါတယ်ပြီးတော့ကျွန်တော်တင်တန်းတက်နေတဲ့တင်တန်းကြောင်းမှာလည်းကျွန်တော်ကိုယ်တိုင်ဒီဟာကိုထောက်ခံမဲ့ကျွန်တော်ကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံမဲ့ပေးပေးခဲ့ရ ဲ့တိုင်းပဲသူတို့အဓိကတော့ဒီ2020မှာလဲသူတို့ကိုယ်တိုင်ပဲမဲခိုးခဲ့တာအဲဒီမဲယုံမှုတွေပါလေဒါတွေကအကုန်လုံးတီးပြီးသားပေါ့နော်စစ်ကောင်စီကဒီတိုင်းပဲသွားနေတာပေါ့အဲ့တော့သူတို့ကမဲခိုးလို့ရရင်ရမရလို့မဲခိုးတာတော့မှအခုမနိုင်ဘူးမနိုင်တဲ့ခါကျတော့ဘာလို့လဲနောက်ဆုံးအာနာသိင်းချင်းပေါ့နော်အဲ့တော့လက်နက်ကင်တဲ့အရာသာကိုတောက်လျှောက်စစ်ကောင်စီကတောက်လျှောက်တီးသွားပြီ1960နှစ်အိုးတောက်လျှောက်ပေါ့နော်88ကော2000ခွန်ရှီဝါယောင်ကအခုကျွန်တော်2020ရောပြောရမယ်ဆိုလို့ရှိရင်စ ောင်းစီကလက်နဲ့ကင်နဲ့ဟိုတောက်လျှောက်တိသွားပြီဆိုတဲ့အခါကျလက်နဲ့ကင်ပြီးလို့ရှိရင် तू ကလက်နဲ့ကင်ပဲခြိတိုက်ခံกว่าစင်းတူဟာတက်လို့ရှိရင်နိုင်ငံကိုအုပ်ချုပ်လို့ရပြီလို့ထင်နေတဲ့လူဒန်းသားတွေဖြစ်တယ်ဗောနော်အဲ့ဒီအတွက် तू ကတနက်ကင်တဲ့လူတနာရေးဝင်ဝင်လို့တယ်မြမစီဝိုင်းပန်ဥက္ကဋ္ဌလည်းမြို့နယ်မြမစီဝိုင်းပန်ဥက္ကဋ္ဌလည်းဝင်လို့တယ်ပညာရေးဝင်ကြီးလည်းပညာရေးဝင်ကြီးလည်းဝင်လို့တယ်ကျမရေးဝင်ကြီးဟုတ်လားပြီးတော့ကျွန်တော်တို့ဒီ ဟိုចောင်းနေရှိရယ်ဗောနော်ဒီ DSA ဗော DSA တို့ DSTA တို့ DSMA တို့ဘာတို့မှာလဲ तू อ่ะပါမောက်ခချုပ်ဆိုပြီးတော့มา तू อ่ะပါချုပ်နေရာလဲသူတို့อ่ะចောင်းអោជីဆိုတဲ့ယာဓုနဲ့တွဲပြီးတော့มาပေါင်းပြီးတော့มาဝင်ဝင်လောက်တယ်ဗောနော်အကုန်လုံးဗောနေနေရာတကားဗောတမဝါယမလဲအကုန်လောက်တယ်မွေးရည်လဲသူတို့ပဲဗောနော်ဒီလိုမျိုး DSA တ DSA နှစ်အကုန်လုံးဒီဟာတွေကိုတောက်လျှောက်လုပ်ပြီးအခုလဲကျွန်တော်တို့ဒီရွေးကောက်ပွဲဖြစ်လာမယ်ဆိုလို့ရှိရင်ဘယ်သူတွေဟွာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီစစ်ကောင်စီနဲ့ ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့ကိုဂျားထဲကနေပြီးတော့မှဟိုဘက်ကိုဟိုလိုပြောလိုက်ဒီဘက်ကိုဒီလိုပြောလိုက် လုံးမဲ့လူပါဇက်ပေါက်တပေါက်တိုးလာမယ်ပေါ့နော်ပါဇက်ပေါက်တပေါက်တွေမဟုတ်ဘူးသူတို့ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရကသူတို့ ਨੇ အင်လိုင်းဖြစ်တဲ့လူပဲလာမှာပေါ့နော်သူတို့ ਨੇ ဖီးသားကြီးဟိုပြောရရင်တော့ဟိုဟိုလိုလုံးလိုက်ဒီလိုခံလိုက်ကောင်းလေးပဲထွက်လာမှာပေါ့နော်အဲ့ထွက်လာတဲ့ကောင်းလေးဒီဟိုရွေးကောက်ပွဲဖြစ်သွားလို့အဲ့ကောင်တွေထွက်လာခဲ့လို့ရှိရင်ကျွန်တော်တို့ကသူတို့ကအတော်လှန်ရေးအဖွဲ့တွေဒီလိုလုပ်ပါအောင်ဟဲ့ ဒါစစ်ကောင်စီဒီလိုလုပ်ပါအောင်ဟေဆိုပြီးတော့မှဂျားထဲကနေပြီးတော့မှခလောက်ဆန်တဲ့ဟာစကားပြောတဲ့ဟာလာပြီးတော့မှယင်ကြားစီတာတို့ဟိုလိုလုတာတို့ဒီလိုလုတာတို့သိလားဇွဲဝိုင်းပေါ်မှာပဲပြီးကြအောင်လို့သိရမင်းတို့လည်းရက်ပါကွာဒီလိုလုပ်ပါကွာဆိုဟာမျိုးတွေပဲကြုံလာမှာဖြစ်တယ်တော့ကျွန်တော်တို့ကရွေးကောက်ပွဲကိုဘလို့မှာအဖြစ်ခံလို့မရဘူးအဲ့တော့ကျွန်တော်တို့ပြည်သူလူထုရောကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့တွေရောအကုန်လုံးကတော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ပြစ်မှတ်တစ်ခုအနေနဲ့ဝိုင်းပြီးတော့မှနိုင်တဲ့ဘက်ကနေဝိုင်းဝန်းချိန်မုံပေးကြဖို့ပေါ့နော်အဓိက အဲဟိုမဲပေးလို့ရတဲ့ area မှာ နေလို့ရှိရင်လည်းပဲသူတို့မဲပေးတဲ့ကိစ္စတွေကိုဝင်ပြီးတော့မှလုံမပေးတာတို့ပြီးလို့ရှိရင်ပယ်မဲဖြစ်သွားအောင်လုပ်တာတော့ဗာဒါရိုးရွေးကောက်ပွဲကိုဆန့်ကျင်လို့ရတဲ့နီလန်းတွေအများကြီးရှိပါတယ်ဗောနော်အဲဒါတွေကိုကျွန်တော်တို့ပြည်သူလူထုဘက်ကလည်းဝိုင်းဝန်းလှုပ်ဆောင်ပေးကြပါလို့ပြောကြရင်လည်းကျွန်တော်ဇက်ကဝိုင်းလေးကိုညီကုန်းချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်